နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်ခလိုက်ရ296တရင်ကိုပို့ဆောင်မယ်စားနေရိတ်ခါများနဲ့73စီများကိုတင်ဆောင်လာသူ2ဦးဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ2ရက်နေ့မနက်9:00နာရီကမှပခုတ်ကူတပ်မတရားတက်ကနေရေစကြိုမြို့နယ်ခလိုက်ရ296ကိုပို့ဆောင်မယ်။စားနေရိတ်ခါများနဲ့73စီများကိုတင်းဆောင်လာသူ2ဦးကိုပခုတ်ကူရေစကြိုကားလမ်းပိုင်းတနေရာမှာရေစကြိုမြို့နယ်ပကဖကတော်လိုင်းရဲဘော်များကဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါဗျ။ရေစကြိုမြို့နယ်ပကဖကရဲဘော်များက မှန်လုံကားတစ်စီးနဲ့တင်ဆောင်လာတဲ့စံ35အိတ်စားစီ14ပုံ73စီ9ပုံစားတအိတ်နဲ့ဟင်းကြိုတအိတ်တို့ကိုတင်စီရရှိခဲ့ပြီးတော့တဲဆောင်လာသူနှစ်ဦးကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပတ်သက်မှုရှိမရှိဆက်လက်ပြီးတော့စုံစမ်းမေးမြန်းနေတယ်လို့သိရပါတယ်။ကျွန်တော်တို့ဖမ်းဆီးရမိတဲ့ကားနဲ့ယင်မောင်းကိုစစ်ကောင်စီနဲ့ကင်းရှင်းရဲ့လားသူတို့ရဲ့ဆန္ဒအလျောက်လားဆိုတာကိုတိတိကျကျစစ်ဆေးမေးမြန်းနေရတာပေါ့။အဲ့ဒါပြီးရင်တော့စစ်ဆေးတွေ့ရှိချက်အရဥပဒေတိုင်းဆက်လက်ပြီးတော့ရေးယူသွားမှာပါ။ စစ်ခွေးတွေကတော့ရိတ်ခါနဲ့ပတ်သက်ပြီးတော့ပြည်သူတွေနဲ့ကြားမြက်ပြီးတင်နေကြပါပဲရေစကြိုပခုတ်ကူလမ်းမိုင်းကစစ်ခွေးတွေစိုးမိုးထားတဲ့နေရာတွေပါအဲ့ဒါကိုမှရှောင်းတခင်ဝင်ပြီးစစ်ဆေးတဲ့အချိန်မှာအခုလိုမျိုးတွေ့တာပေါ့စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်ပြီးတော့သူတို့ရဲ့လုပ်ငန်းတွေကိုအလို့တူအလို့ပါမလုံဆောင်ကြဖို့ပေါ့တနေ့နဲ့ထောက်ပြီးတော့အကြမ်းဖက်လုံဆောင်ခိုင်းတာဆိုရင်တော့လုံပေးရကောင်းလုံပေးရမှာပေါ့ဒါပေမဲ့မိမိတို့စာနာအလျောက်လုံပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်ကဥပဒေအတိုင်းအရေးယူသွားမှာပါဘလို့မှလက်ခံလို့ရမှာမဟုတ်ဘူးဆိုတာကိုပြောချင်ပါတယ်လို့ရေစကြုံမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်လက်တလောရေစကြုံမြို့နယ်အတွင်းမှာစစ်ကောင်စီတပ်များနဲ့တော်လိုင်းတပ်များကြားစစ်ရေးတွေတင်းမာနေပြီးတော့စစ်တပ်ကမြို့ပေါ်ကလွဲပြီးတော့ကြံတဲ့နေရာများအလုံးကိုစိုးမိုးနိုင်တော်ခြင်းမရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ